မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတရုတ်၏ဂျာဝင်ညီနိုင်မှုဖြင့်မိုးကုန်းနှင့်မိုးမင်းမြို့များမှ TNL တပ်များဆုတ်ခွာရန်သဘောတူညီပြီးစစ်တပ်နှင့်အပြစ်ခက်ရစေးသဘောတူညီလက်မှတ်ရေးထိုးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် TNL ကသိမ့်ပိုက်ထားသောမိုးကုံနှင့်မိုးမိတ်မြို့များမှဆုတ်ခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နှင့်အပြစ်ကက်ရဲစေးသဘောတူညီလက်မှတ်ရေးထိုးလိုက်ကြောင်းယနေ့ TNL ကထုတ်ပြန်ပါတယ်။ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSN နဲ့ TNL မှဒုတိယဗိုလ်ချုပ်ကြီးတန်းကျုပ်ကြားဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်နှင့် NSBNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်းရှိကျွင်း၏ဂျောင်းဝင်ညိနှိုင်းမှုဖြင့်ကိုယ်ချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမျိုးတွင်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်အောက်တိုဘာလ28ရက်နေ့တို့မှပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိယုံနိုင်ငံအထူးကိုယ်စားလှယ်ကြီးဂျောင်းဝင်းစစ်စစ်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်လည်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှ TNL တပ်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရှိရပါတယ်။ TNL ၏တန်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ဖြင့်ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ မနက်ပိုင်းအချိန်မှစတင်ပြီးနှစ်ဖက်ရောက်ရှိသည့်နေရာမှာတပ်များရက်တန့်ကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA ကထုတ်ပြန်ပါတယ်။တိတ်တုံညာနေကိုစစ်စင်ရေးအတွက် TNLA ကမိုးကုတ်တီပဲကြောင့်မိုးကုတ်တီဘောကြောင့်ပဲ နောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်နမ်တူမျိုးများကိုသိမ့်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်းမဲနောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်ခဲ့ပါတယ်ထို့ပြင် TNL ကမိုးကုန်းနဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွန့်လွတ်မည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်နဲ့နမ်တူမျိုးများသာ TNL လက်ထဲမှာကြန့်ရှိတော်မည်ဖြစ်ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ငလင်သင့်ဒေတာများပြန်လည်ထူထောင်ရေးချင်းငွေပေးမည်ဟုစစ်ကောင်စီဆိုတော့လေလက်တွေ့မှာရှောက်ထားလို့မရသေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းငလင်တန်သင့်ဒေတာတွေပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေကိုစစ်ကောင်စီလောက်ကဗဟုဘဏ်ကစတင်ရှောက်ထားနိုင်ပြီလို့အသိပေးကြေညာထားပေမယ့်မြေပြင်တွင်ရှောက်ထားလို့မရသေးကြောင်းဒေတာကန်တွေကပြောပါတယ်။ကောင်စီရဲ့ဗဟုဘဏ်အောက်တိုဘာ16ရက်မှာငလင်တန်တဲ့ဒေတာတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေများ စတင်လျှောက်ထားနိုင်ပြီလို့အသိပေးကြေညာထားတာဖြစ်ပါတယ်လက်တွင်မှာတော့ငလင်တန်တဲ့ဒေတာတွေနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းဝင်တဲ့ပတ်သက်ပြီးပုဂ္ဂလိကဘန်တွေကိုတောင်းရောက်ဆက်သွယ်ခဲ့ပေမဲ့လျှောက်ထားလို့မရသေးဘူးလို့စုံစမ်းသိရပါတယ်အေယာဝရီဘန်ကိုတောင်းမိတဲ့ချင်းဝင်တဲ့ပတ်သက်ပြီးဘာမှမညွှန်ကြားထားဘူးလို့ပြောတယ်လျှောက်လို့ရပြီဆိုရင်ပြန်ပြောပေးမယ်လို့ဘန်ဝင်တန်းတွေကပြောတယ်ဟုမန္တလေးဒေတာကန်တူကပြောပါတယ် ငလင်းတန်းခံခဲ့ရတဲ့နေမြေဒေသများပြန်လည်ထူထောင်ရန်စစ်ကောင်စီကထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့်၃နှစ်မှ၅နှစ်ထိတက်တန်းရှိချင်းငွေတွေကိုတက်တာသောအတို့နှုံဖြင့်ထုတ်ချေးသွားမည်လို့ဆိုခဲ့တာပါ။တတ်မှတ်ထားတဲ့အတို့နှုံမှာနေနဲ့အစာအုပ်ပြန်လည်တိဆောက်ရေးချင်းငွေအတို့နှုံ၃ရာခိုင်နှုန်းအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ရင်းနှီးမြုပ်နှံမှုချိန်ငွေအတိုးနှုန်း900ခန့်သောစက်ရုံလုပ်ငန်းကြီးများပြန်လည်ပြုပြင်ရေးနဲ့လေပတ်နိုင်ရေးချိန်ငွေအတိုးနှုန်း900ခန့်သောနိုင်ငံပိုင်အခြေခံစောက်အများတာဝန်ယူတည်ဆောက်နေတဲ့စောင်းလုပ်ရေးကုမ္ပဏီတွေအတွက်ယာယီချိန်ငွေအတိုးနှုန်း900ခန့်သောဖြစ်တယ်လို့ဆိုထားပါတယ်။ ARR Bank, UAB Bank, CB Bank, ARR တောင်သူလေသမားများဖွံ့ဖြိုးရေးဘဏ်၊ရိုးမာဘဏ်စောင်းလုပ်ရေးအင်အားနဲ့အခြေခံစောက်အုံဖွံ့ဖြိုးရေးဘဏ်၊မြန်မာနိုင်ငံသားများဘဏ်၊ကမ္ဘောဇာဘဏ် မြောင်းရီဘန်းအင်ဝါဘန်းစတဲ့ဘန်တွေမှာပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေကိုရှောက်ထားနိုင်တယ်လို့စစ်ကောင်စီကဆိုခဲ့တာပါချင်းငွေရဖို့ကမသေးကြပါဘူးဘာလို့လဲဆိုတော့သွားမေးတော့လေမသေးကြမရရတွေပြောတယ်ရှောက်လို့ရတာလားမရတာလားမသိသေးဘူးအခုထိမမျော်လင့်တော့ပါဘူးဟုစကိုင်းမြို့မှာနေထိုင်သူတအုပ်ကပြောပါတယ် 2025ခုနှစ်မတ်လ28ရက်မှာလုပ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြီးကျောင်းစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ပါဝင်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်ရှေးမြောက်ပိုင်းဒေသတွေမှာပြည်သူပေါင်းထောင်ချီတည်ဆုံခဲ့ပါတယ်။ဒါအပြင်နေအိမ်တွေဆက်ရုံလုပ်ရုံတွေစီးပွားရေးလုပ်ငန်းတွေရုံးတွေဘာသာရေးအဆောက်အုံတွေအဆောက်အုံပေါင်းထောင်ချီထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မတ်လ28စကိုင်းငလင်ကြီးကမြမသမိုင်းတခြားလူတည်ဆုံမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးမြင်းငလင်ကြီးဖြစ်မှတ်တမ်းဝင် ဲ့ပါတယ်စေကောင်းစီကမြင်းကလင်ကြီးလှုပ်ခတ်ပြီးအရေးပေါ်ကိစ္စရေးအကူအညီကိုရောပြန်လည်ထူထောင်ရေးအတွက်ကိုရောကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး အဆောက်အုံတွေအောက်မှာပိတ်မိနေတဲ့ပြည်သူတွေကိုကယ်တင်နိုင်ဖို့အရေးပေါ်ကိစ္စရေးအကူအညီပေးဖို့နှောက်နှေးခဲ့သလိုပြန်လည်ထူထောင်ရေးအတွက်လည်းအကူအညီမပေးနိုင်ခဲ့ပါဘူးစစ်ကောင်စီကနိုင်ငံတကာအကူအညီတွေဖိတ်ခေါ်ခဲ့ပေမဲ့နိုင်ငံပေါင်းများစွာကအရေးပေါ်ကိစ္စရေးလာရောက်ကူညီခဲ့ပေမဲ့ပြန်လည်ထူထောင်ရေးအတွက်အကူအညီပေးတာကတော့နေပါပါတယ်တချိန်ထဲမှာစစ်တပ်ကငလင်းတန်းခင်ရတဲ့သခိုင်းမန္တလေးတိုင်းပါဝင် နိုင်ငံတော်မှာငလင်းလှုပ်ပြီးနောက်ပိုင်းလေးချောင်းကနေဘုံကျဲတက်ဖြတ်မှုတွေပို့လုလာတဲ့အတွက်ကလေးငယ်အမျိုးသမီးနဲ့တန်ဃာတော်တွေပါဝင်တိတ်ဆုံးသူရေအတွက်ပိုများလာခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့အာဆီယံအဖွဲ့ရဲ့ဂျိုးပန်းမှုတွေကြောင့်မြန်မာမှာအကြမ်းဖက်မှုဖြစ်စဉ်တွေလျော့နေလာဟုမလေးရှားပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်တွေနဲ့အစည်းအဝေးကျင်းပမှုတွိတ်ဆုံမှုတွေပါဝင်မြန်မာရေးဖြည့်ရှင်မှုအာဆီယံအဖွဲ့ရဲ့ဂျိုးပန်းမှုတွေကြောင့်မြန်မာနိုင်ငံတဝန်းအကြမ်းဖက်မှုဖြစ်စဉ်တွေလျော့နေစေခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်။ မြန်မာနိုင်ငံတွင်လက်ရှိအခြေအနေဟာရခိုင်ထက်စာရင်ပုံမကောင်းမော်လာတယ်လို့၎င်းကပြောပေမဲ့တိုက်ခိုက်မှုတွေရှိနေစေဆိုတာကိုဝန်ခံခဲ့ပါတယ်။အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုသို့မဟုတ်နှစ်ခုရှိနေစေဖြစ်ပေမဲ့ရွာတွေဖျက်ဆီးခံရပြီးတပ်ဖြတ်မှုတွေဖြစ်ပွားကပြည်သူထောင်ချင်းအိုးအိမ်ဆုံးခွာရတဲ့လွန်ခဲ့သောနှစ်နှစ်သို့မဟုတ်သုံးနှစ်ကလိုမျိုးတော့မဟုတ်တော့ပါဘူး။မြန်မာနိုင်ငံအခြေအနေကအခုဆိုရင်ပုံမတည်ငြိမ်လာပြီလို့သူကဆိုပါတယ်။ အပြုသဘောဆောင်တဲ့အခြေအနေဟာမြန်မာနိုင်ငံမှာငင်းချင်းရရှိဖို့အာဆီယံအဖွဲ့ရဲ့စဉ်ဆက်မပြတ်ကြိုးပမ်းမှုတွေကြောင့်လို့၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲပိတ်ပွဲအခမ်းအနားသတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောပါရယ်အချို့ကမြန်မာရေးဖြေရှာဖို့ကိစ္စမေးမြန်းခဲ့ကြပါရယ်အာဆီယံဘုတ်သဘောတူညီချက်၅ရက်ထိန်းသိမ်းဖို့ဆုံးဖြတ်ချက်ကနေကျွန်တော်တို့လမ်းလွဲမသွားခဲ့ပါဘူးလို့အန်ဝါဣဘရာဟမ်ကဆိုပါရယ်မြန်မာစစ်ကောင်ဆောင်တွေနဲ့ထိတွေ့ဆက်ဆံမှုဟာမြန်မာနိုင်ငံရဲ့အပြုသဘောဆောင်သောဆက်ဆံရေးထိန်းသိမ်းဖို့အာဆီယံအဖွဲ့ရဲ့အစဉ်အသင်းဖြစ်မှု ုကိုပြသခဲ့တာလို့၎င်းကဆက်ပြောပါရယ်ပြီးခဲ့တဲ့နှစ်တွင်အာဆီယံအဖွဲ့ကမြန်မာရေးအကြောင်းဝင်ဆောင်ရွက်ချိန်နောက်ပိုင်းတိုက်ခိုက်မှုတွေရုံနေသွားခဲ့တာလို့သူကပြောကြားကြောင်းသိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းဆောင်ကတော့ကျန်းကန်ရေးပါတီအတွက်ရည်ရွယ်၍ရွေးကောက်ပွဲဝင်ကိုစလေလောင်းမြ၏အသုံးစရိတ်ကိုစစ်ကောင်မရှင်300တိတိုးမြင့်တဲ့သတင်းဆောင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်လောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလာမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မည့်နိုင်ငံရေးပါတီများ၏ကိုစလေလောင်းအသုံးစရိတ်ကိုတိုးမြင့်ပေးခဲ့ရာရင်းလုံရက်သည်ပြည်ထောင်စုကျန်းကန်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုအနိုင်ရစေရန်ရည်ရွယ်သည်ဟုနိုင်ငံရေးဆောင်ကြည့်သူများကဆိုပါတယ်။စစ်ကောင်မရှင်သည် UEC ကိုပြင်ဆင်ဖွဲ့စည်း ီပီနာဝင်ရောက်ရှင်ပြိုင်ပြီးနိုင်ငံ၏ပါတီများဖြည့်ရောမှုများအချင်းချင်းလှုပ်ဆောင်ပေးခဲ့သလိုမင်းဆွေမြေကိုစလဲလောင်းများ၏အသုံးစိတ်ကိုလည်းယခုရက်ပိုင်းတွင်ချက်သိန်း300အထိတိုးမြင့်ပြင်ဆင်ပေးခဲ့ကြောင်း UEC ထုတ်ပြန်ချက်အရသိရပါသည် ထို့သောတုံးမြင့်ပေမှုသည်အာနာသိမ့်ပြီးနောက်ဒုတိယကြိမ်မြောက်လုံဆောင်ခြင်းဖြစ်သလိုဥပဒေနည်းဥပဒေမှာလည်းစစ်ကောင်မရှိဆန္ဒအတိုင်းသာဖြစ်ပေါ်နေပြီးရင်းလုံဆောင်ချက်သည်စံခန့်ရေးပါတီအနိုင်ရရေးအတွက်ရည်ရွယ်ချက်ရှိရှိစီစဉ်ခြင်းဖြစ်ကြောင်းရခင်ယူစီဥက္ကဋ္ဌဟောင်းကထောက်ပြပါသည်။ ရခင်2010 2015နဲ့2020ရွေးကောက်ပွဲများတွင်မဲဆွဲကာလအတွက်ကိုယ်စားလှယ်လောင်းများ၃ဈေးကိုငွေကျပ်300တတ်မှတ်ထားပြီးထိုချိန်ကစံခိုင်ရေးပါတီသည်ရင်းပမာဏထက်ပိုမိုကျော်လွန်သုံးဆွေ၍ယူအီစီများထံငွေစင်းရှင်တက်များမှန်ကန်စွာမတင်ပြခဲ့ကြောင်းမှတ်တမ်းများရသိရပါသည်စစ်ကောင်ရှင်သည်အာနာသိမ့်ပြီးနောက်ရွေးကောက်ပွဲ၃ဈေးကိုပထမချိန်မှာ350တိုးမြင့်ခဲ့ပြီးယခုနောက်ဆုံးချိန်မှာ300တိထက်မှန်တိုးမြင့်ပေးခဲ့ခြင်းဖြစ်ပါသည် ကျန်းခံရေးပါတီအပါအဝင်ဝင်ပြိုင်မြေပါတီများ ONF အော်တိုဘာ28ရက်မှစ၍စတင်စီယုံရေးဆင်းနေကြောင်းလည်းသိရပါတယ်။လက်ရှိမှာစစ်ကောမရှင်ပြုလုပ်မဲ့ရဲကောက်ပွဲမှာကိုယ်စားလှယ်လောင်းအရေးအတွက်အများဆုံးတင်သွင်းထားတဲ့စံခံရေးပါတီဟာရှင်ပြိုင်သူမရှိသဖြင့်မဲဆန္ဒနဲ့28နေရာအနိုင်ရရှိတာပြီးကျန်နေရာများအတွက်၎င်းတို့ပိုင်ငွေမဲများသုံးဆဲစီယုံနိုင်ကြောင်းစောင့်ကြည့်သူများကဆိုပါတယ်။စစ်ကောမရှင်က၎င်းတို့ရဲကောက်ပွဲအပိုင်း၁ကိုလာမည့်ဒီဇင်ဘာ28ရက်မှစတင်၍မြို့နယ်ပေါင်း102မြို့နယ်မှပြုလုပ်သွားမည်ဖြစ်ကြောင်းနဲ့အော်တိုဘာ28 ရမစတင်၍ရပ်ပေါင်း60တိုင်မဲဆွယ်စည်းရုံးမှုကာလသတ်မှတ်ပေးထားကြောင်းထုတ်ပြန်ထားကြရသိရှိရပါသည်